မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်မှလွဲရေးလက်နက်ကင်အဖွဲ့များလက်နက်စွန့်ရန်ဒေါ်သက်သက်ခိုင်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပြစ်ခတ်ရဲစဲရေးမှထာဝရငင်းကြံရေးတို့ရောက်ရှိစေရန်စစ်တပ်ကလွဲရေးလက်နက်ကင်အဖွဲ့အစည်းများလက်နက်စွန့်ကြရန်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကယနေ့ရန်ကုန်မြို့တွင်ပြုလုပ်သည့်ပါတီသတင်းစာရှင်းလင်းပွဲ၌ပြောဆိုပါတယ် ၎င်းကအပြစ်ခတ်ရစဲရေးကနေထာရငင်းချဲရေးကိုရောက်အောင်တက်မတော်ကလွဲပြီးကြံလက်နက်ကင်အဖွဲ့တွေလက်နက်စွန့်ဖို့ကြိုးစားကြပါနိုင်ငံရေးစကားဝိုင်းကိုလာကြဖို့အဓိကပြောချင်ပါတယ်ဟုဆိုပါတယ်နိုင်ငံရေးဖြစ်စဉ်မတည်ငြိမ်စေရန်လှုံ့ဆော်နေသည့်သူများမှပြည်သူလူထုပြည်တွင်းရှိနိုင်ငံရေးသမားများစစ်တပ်နှင့်နိုင်ငံတကာဆွတ်ဖက်မှုများလည်းပါဝင်နေကြောင်းပြည်သူများအမြင်ကျယ်ရန်လိုအပ်ကြောင်းလည်း၎င်းကပြောပါတယ်ထို့ပြင်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလှုံ့ဆော်သည့်ရွေးကောက်ပွဲမှာမတမာမှုဖြစ်ဖို့အလားအလာရှိပြီးစစ်ကောင်စီပြုလုပ်သည့် ရွေးကောက်ပွဲမှာတမတမတ်ရှိသည့်ရွေးကောက်ပွဲဖြစ်ကြောင်းဒေါ်သက်သက်ခိုင်ကပြောဆိုပါရယ်လက်ရှိတွင် PPP ပါတီအနေဖြင့်လာမည့်ရွေးကောက်ပွဲ၌ပါဝင်ရှင်ပြိုင်သွားရန်ပြင်ဆင်နေပြီးရွေးကောက်ပွဲကတိကဝတ်ရေးဆွဲ၍တင်ပြသွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသွားပါရယ် ဆက်လက်ပြီးဒီပဲရင်မြို့နယ်တွင် ပြူစောတီတအူလက်နက်ခဲယမ်းများယူဆောင်လာပြီး PDF တန်အလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းဒီပဲရင်မြို့နယ်တွင်ပြူစောတီတအူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းကောင်းကင်အဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ17ရက်နေ့တွင်ဒီပဲရင်မြို့နယ်တွင်ပြူစောတီတအူလက်နက်ခဲယမ်းများယူဆောင်လာပြီးကောင်းကင်အဖွဲ့ထံအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့သောအလင်းဝင်ရောက်လာသောပြူစောတီတအူသည်ဂျီကာဖုန်းတစ်လုံး ကာပိုင်ကြီး78တောင်းလက်ပြမိုင်းတစ်လုံးငွေသားသိန်း60ခန်းဖြင့် local mobile သင်းထံအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒီနေ့အလင်းဝင်ရောက်လာတာပါဘယ်မျိုးနယ်ဘယ်နေရာပဲဖြစ်ဖြစ်ကျွန်တော်တို့နယ်မြေကန်ဖြစ်တဲ့ဘူးစောတိတွေကိုကိုဘက်ပါလာအောင်ပြန်စည်းရုံနိုင်ပြီးအလင်းဝင်နိုင်အောင်စူးစမ်းမယ်ဆိုရင်ကျွန်တော်တို့တော်လန်ရေးတစ်ခုရဲ့အောင်မြင်မှုတစ်ခုလို့ယူဆလို့ရတယ်ဒီပြူစောထီးတွေနဲ့မြေကန်တွေတာမရှိဘူးဆိုရင်ကြံတဲ့ရောက်ရှိနေတဲ့စကားစတွေဆိုတာကနေမြေမကျွမ်းကျင်တဲ့အတွက်သူတို့မှသွားရည်လာရည်ခက်ခဲတယ်လို့မြင်နေ ဒါကြောင့်ရန်သူကိုအင်အားနည်းစေပြီးကျွန်တော်တို့ပြည်သူပတ်အားများလာစေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကန်လန်းလာတဲ့ဒီပြူစောတီပဲဖြစ်ဖြစ်စကစပဲဖြစ်ဖြစ်ဘလို့ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ကန်လန်းလာမယ်ဆိုရင်တော့လက်ကမ်းကြိုဆိုတာကောင်းပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ကပြည်စည်းယူဆောင်မှုအပိုင်းမှာမူတည်ပြီးအဲ့ဓာတွေကလောက်ရတာဖြစ်တဲ့အတွက်အခုအနေထားအတိုင်းဆိုရင်ဂုံပြုစုချင်းမျက်နှာမျိုးလှုပ်ဆောင်သွားမှာမဟုတ်ပါဘူး သူကိုတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနဲ့ထိမ့်သိမ်းစောင့်ရှောက်ပေးထားတယ်။ဒီလောက်ပဲလောလောဆယ်လှုပ်ပေးနိုင်အောင်မယ်ဟုကောင်းကင်အဖွဲ့မှသတင်းနှင်ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ်။မိုးချိန်တက်လာလက်နက်ကြီးလာမန္တလေးမှာရာသီဥတုပူပြင်းလွန်လာကြောင့်ကြောက်ကြောက်နဲ့မျောခဲ့ရတဲ့မိုးဟာမေလ10ရက်ညနေပိုင်းမှာတအုံအုံနဲ့ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ဆိုတာကငလင်ကြီးကြောက်ရိုင်းနေနေတဲ့အဆောက်အုံတွေမိုးရွာလို့ပြိုကျမှာကိုကြောက်ကြတာပါ။ထင်းတဲ့အတိုင်းပါပဲမန္တလေးမြို့မဟာအောင်မြေမြို့နယ်84လမ်း38လမ်းနဲ့38လမ်းကြားမှာအမိုးကိုင်းတစ်ခုလွင့်စင်ကျလာပြီးသုံးထပ်မင်းထိခိုက်ခဲ့ပါတယ်။ တံဖရိန်နဲ့လှုပ်ထားတဲ့ထက်ခိုးနဲ့သွမိုးအပါလမ်းပေါ်ပြုတ်ကြတာမိုးကောလေကောပါလာပြီးလွင့်ကျလာတာမိုးကုန်နေတဲ့လမ်းသွားလမ်းသာတွေလည်းထိခိုက်တယ်လို့မြို့ကန်တအူကပြောပါတယ်။ဒါပြင်ချမ်းမြသာစီမြို့နဲ့ကံရွာရက်ွက်ဗလီမှာလည်းဝေပြူဖို့ယာယီဆောက်လုပ်ထားတဲ့အစအဦးပြိုကျတယ်လို့ဒေသခံအချို့ကပြောပါတယ်။ရက်ကွက်နေပြည်သူတွေနဲ့အနီအနားကပရာဟိတအသင်းတွေကနေပိတ်မိသူတွေကိုကဲထုတ်ပေးခဲ့လို့စိုးရိမ်ရတဲ့လူနာမရှိဘူးလို့သိရပါတယ် ကြပြင်းလမ်းရှိစေပေါ်ကတိုက်တိုက်ရဲ့ခေါင်းမိုးလမ်းပေါ်လွင့်ကျသွားခဲ့သေးတယ်လို့မြို့ကန်တွေကပြောပါတယ်။လူထိခိုက်မရှိဘူးလို့သိရပါတယ်။မန္တလေးမြို့ဟာတဲယုံတင်မကပဲမိုးသီးတွေပါပါခဲ့တယ်လို့စိန်ပန်းနဲ့မြောက်ပြင်ဘက်ကဒေသခံတွေကပြောပါတယ်။ကြပြင်းမိုးချိန်ပြီးမိုးချိုးပြစ်တံတွေပါကြားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။မန္တလေးရဲ့လေမိုးကြောင့်ဆိုလာချက်တွေလွင့်ပါပျက်စီးတာတွေလည်းရှိတယ်လို့မြို့ကန်တွေကပြောပါတယ်။မန္တလေးမှာငလင်ကြောင့်အဆောက်အဦ၄၀၀၀ ဝင်းကျင်ပြိုကျပျက်စီးခဲ့ပြီးအများစုကရှင်းလင်းနိုင်ခြင်းမရှိသေးပါဘူး။ဒါအပြင်အကွဲရိုင်နေနေတဲ့တိုင်များလည်းအများပြားရှိနေတဲ့အတွက်မိုးရွာတော့ပြိုကျမှစိုးရိမ်နေကြတယ်လို့မြို့ကန်တွေကပြောပါတယ်။ဘေးအိမ်ကကြိုက်ဖြိုလဲမဖြိုသေးဘူး။သူ့ဆိုလာချက်ကြီးတွေက လေးတိုက်တိုင်းစောင်းနေပြီးဘေးကနေရတဲ့ကျမတို့အိမ်တွေအန္တရာယ်တအားများတယ်။လေပြင်းတိုက်ခိုက်မှုနဲ့မိုးကြီးမဲ့အန္တရာယ်တတိပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADN ကမေလပထမပတ်အတွင်းကထုတ်ပြန်ထားပါတယ် ဒေသအများအပြားမှာမိုးရွာသွန်းနိုင်ပြီးမွန်လယ်နဲ့ညနေပိုင်းချိန်များမှာလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်းနေရာကွက်ရွမိုးကြီးခြင်းမိုးသီးများကြွေကြခြင်းမျက်စိလက်ခြင်းနဲ့မိုးချိုးပြခြင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တယ်လို့ MOHADM ကသတိပေးထားပါတယ်။ပြီးခဲ့တဲ့ဧပြီလအတွင်းကပဲမန္တလေးမြို့အပါအဝင်ငလင်ပေးတန်တင့်ဒေသများမှာနေရာကွက်မိုးကြီးကပ်ပြီးလေပြင်းတိုက်ခတ်ခဲ့ပါတယ်။မိုးကြီးကလေပြင်းခဲ့တာကြောင့်ငလင်ပေးတင့်အဆောက်အုံတွေပြိုကျတာယာယီတဲတွေထဲနေထိုင်လို့မရတာတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေက ကပြောပါတယ်။ကြာပြင်းညနေ6:00မိနစ်မှာလည်းအင်အားနှင်းငယ်ရှိတဲ့မြင်းငလင်းတစ်ခုမန္တလေးတဝိုက်ထပ်လုသွားခဲ့ပြန်ပါတယ်။ ်မိုးရွာလေပြင်းတိုက်နေချိန်ငလင်းမထက်လို့တော့စိုးရင်ခဲ့ကြတယ်လို့မြို့ကန်တွေကပြောပါတယ်မပြီးသေးပါဘူးညပိုင်းမှာလည်းမန္တလေးမြို့အနောက်ချမ်းမှာတအုံအုံအတန်တွေကြားလိုက်ရတယ်လို့မြို့ကန်တွေကပြောပါတယ်တအုံအုံနဲ့တုံခါနေလို့ငလင်းမှတ်နေတာလက်နက်ကြီးအတန်တွေဖြစ်နေတယ်မိုးချင်းတာလို့လို့နေလို့မန္တလေးမြို့ပေါ်နေထိုင်သူအမျိုးသားတအုပ်ကပြောပါတယ်လက်နက်ကြီးနဲ့ပစ်ခတ်တန်တွေဖြစ်ပြီးလေးချက်ထက်မနည်းကြားလိုက်ရတယ်လို့မန္တလေးမြို့84လမ်းအနောက်ချမ်းနေထိုင်သူတွေကပြောပါတယ်လက်နက်ကြီးပစ်ခတ်မှုနဲ့ပတ်သက်လို့ဖြစ်စဉ်အတိအကျမသိရသေးပါဘူးမနေ့ကပဲစစ်ကောင်စ ီဟာမန္တလေးရဲ့မြောက်ဘက်မရရစင်ကူတပိတ်ချင်းနယ်တွေမန္တလေးအနောက်ဘက်ဝက်လက်နယ်ဘက်တွေလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။ဒီကနေ့ကစုံလာပြည်နယ်မှာတော့မန္တလေးရဲ့အပြိုအပျက်တွေကြားမှာပြန့်ဖွင့်ပေးတဲ့ဖျားတွေစီပြည်သူတွေသွားရောက်ဖူးမြော်နေကြပါတယ်။အပြိုအပျက်အုပ်ပုံတွေကြားကနေလက်အုပ်ချီမှုပြီးစုတွေတောင်းနေကြပါတယ်။ ဆက်လက်ပြီး KNU တက်မဟာလီနိုင်ငံရှိစစ်ကောင်စီတပ်များအားတိုက်ထုတ်မိဟုတနင်္သာရီကမ်ပိန်းဦးဆောင်သူများကပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာလီနိုင်ငံအတွင်းရှိစစ်ကောင်စီတပ်များအားတွန်းလှန်တိုက်ထုတ်နိုင်ရည်ရွယ်သည့်တနင်္သာရီကမ်ပိန်းရန်ပုံငွေရှာဖွေမှုကို KNU တက်မဟာလီကောင်ဆောင်များ၏ခွင့်ပြုကူညီမှုဖြင့်စတင်ပြုလုပ်နေကြောင်းကမ်ပိန်းအောင်မြင်ရေးဆောင်ရွက်နေသူများကပြောပါရယ်။ တနင်္သာရီကမ်ပိန်းစကားဝိုင်းကိုမေလ10ရက်ကပြုလုပ်ရာစကားဝိုင်းတွင်ပါဝင်သူများကကမ်ပိန်း၏ရည်ရွယ်ချက်ရန်ပုံငွေရှာဖွေမှုတက်မှတ်ပမာဏကမ်ပိန်းကာလတို့ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ကမ်ပိန်းကာလကိုမေလ10ရက်မှဇွန်လ15ရက်တိတလခွဲကြတက်မှတ်ချပြီးထိုင်းဘက်30ရရှိရေးဆောင်ရွက်သွားမည်ဟုစကားဝိုင်းဆွေးနွေးမှုတွင်ပါဝင်သည့်ဆရာစောဆန်းလွင်ကပြောပါရယ်။ ဒီမကောင်းဆိုရတွေအာနာသိန်းစက်ကောင်စီကကျွန်တော်တို့ပြည်သူလူထုရဲ့နေမြေမှာမရှိစေဘဲနဲ့မောင်းထုတ်ပြရမယ်အခင်းအကျင်းတစ်ခုဖန်တီးပြီးမောင်းထုတ်ရမယ်ဆိုတဲ့အတွေးအခေါ်အယူဆချက်နဲ့အဲ့ဒီနေမြေဒေသမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ညှိနှိုင်းနိုင်ငံတကာမှာရှိတဲ့ကရင်လှုပ်ဖော်ကင်ဘတ်တွေကအဲ့ဒီနေမြေတာဝန်ခံတွေနဲ့ဆွေးနွေးညှိနှိုင်းပြီးကျွန်တော်တို့ဒီကိစ္စကိုလုပ်ရချင်းဖြစ်ပါတယ်ဟုစောစန်းလွင်ကပြောပါတယ် ကမ်ပိန်းရည်ရွယ်ချက်ကိုစကားဝိုင်းဆွေးနွေးမှုတွင်ပါဝင်သည့်ဆရာအစောအေဒါကရှင်းပြရာအကြောက်တရားများနဲ့ရင်ဆိုင်နေရသည့်ပြည်သူများကိုအကာအကွယ်ပေးရန်တည်ငြိမ်ရေးနှင့်ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာစေရန်နှင့်စစ်အာဏာရှင်ခြေကုပ်နေရာယူထားသည့်နေရာများအားနေမည့်အတွင်းမှတွန်းထုတ်ရန်အချက်၃ချက်အတွက်ရည်ရွယ်ပြီးကမ်ပိန်းလုပ်ရခြင်းဖြစ်ကြောင်းပြောပါရယ်လက်ရှိတွင်အာဏာခိုင်မြဲရေးတစ်ခုသာကြီးသည့်စစ်အာဏာသိမ်းသူများ၏လဝက်ကြီးအုပ်မှုကိုပြည်သူများတွန်းလှန်ခဲ့သည်မှာအထုအထိပ်ရောက်ရှိနေပြီဖြစ်ကြောင်းလဲစောအေဒါကပြောပါရယ် နေရာတိုင်းဒေတာတိုင်းကတစ်ချိန်တည်းမှာအရှင်ကောင်းကောင်းနဲ့လုံနိုင်ရင်တော့အရွေးတစ်ခုကိုရနိုင်မှာပါဟုစောအေဒါကပြောပါတယ် ဆရာနာသိန်းအဖွဲ့ကအာနာတီမြဲရေးအတွက်၎င်းတို့လုံခြုံမှုပေးညီနေရကိုစဉ်းစားပြင်ဆင်ရတွင်တရင်သာရီတိုင်းသည်လည်းစကားစဤနောက်ဆုံးစကံဖြစ်နိုင်ခြင်းညာဟု၎င်းကတုံသက်ပါတယ်ဒီလိုစဉ်းစားတဲ့ကိစ္စမှာတရင်သာရီတိုင်းသည်လည်းစကားစရဲ့နောက်ဆုံးစကံအနေဖြစ်ဖို့ဖြစ်နိုင်ခြင်းလည်းများပါတယ်ဆိုတာတရင်သာရီတိုင်းရင်သူတိုင်းရင်သားတွေကိုအသိပေးခြင်းပါတယ်တရင်သာရီတိုင်းကိုစကားစကခြေကုပ်ရမယ်ဆိုရင်သူ့အတွက်တဖန်ကောင်းထောင်လာနိုင်မယ့်အခြေအနေကိုရောက်လာလိမ့်မယ်ဟုစောအေတာကပြောပါတယ်အဆိုပါအခွင့်အရေးကိုပေးအပ်ခြင်း ချင်းပြုမပြုနှင့်စစ်ကောင်စီအင်အားတပ်ဖန်ကြီးထွားလာနိုင်သည့်အရေးကိုကာကွယ်ခြင်းကို KNU တပ်မဟာလီတာမကအခြားသောလက်နက်ကိုင်အဖွဲ့အားလုံးကလှုပ်ဆောင်ရဲလိုအပ်ကြောင်း၎င်းကပြောပါရယ်။တနင်္သာရီနေမီသည့်ပထဝီနိုင်ငံရေးအရအခရာကြကြောင်းစောစန်းလွင်က ပြောပါရယ်။အဆိုပါဒေတာကိုဆီယနာရှင်အဆိုရကရုရှားနည်းပညာဖြင့်130မဂါဝတ်အနုမြူတက်အားပေးစက်ရုံတစ်ခုတည်ဆောက်မိတဲ့တွင်ယခုနှစ်မတ်လ9ရက်တွင်သတင်းမီဒီယာတွင်ဖော်ပြမှုများရှိရာယင်းသတင်းကြောင့်ထိုင်းနှင့်မြန်မာပြည်သူများ၏လုံခြုံရေးအန်ရီ ခေရှင်းမှုနဲ့ကောင်းမွန်သောဘဝနေထိုင်မှုအတွက်အလွန်စိုးရိမ်ပူပန်ကြောင်း KNU မိတ်တဝဲခရိုင်တပ်မဟာလေးကမေလ9ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်ပြည်သူများဤခုချမကိုဖန်တီးခွင်းနဲ့စစ်တပ်၏အကြမ်းဖက်မှုများမှလွတ်မြောက်စေရန်အတွက်စစ်ကောင်စီအပေါ်စီရေးအရအေးအေးယူဆောင်ရွက်မှုများလုပ်ရန်လိုအပ်ကြောင်းလည်း KNU တပ်မဟာလေး၏ကြေညာချက်၌ပါရှိပါတယ် KNU တပ်မဟာလီသည်မေလ9ရက်တွင်မြန်မာထိုင်းနယ်စပ်ရှိ TK စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရင်းကျညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် TK စခန်းမှတိုင်ခင်ကလည်းဒေသတွင်းရှိထီထစစ်ကောင်စီဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားသည် KNU တပ်မဟာလီသည်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင်တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီးတပ်မဟာလီနယ်မြေရှိစစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုများအရှိန်မြင့်လှုပ်ဆောင်လျက်ရှိပြီးအောင်မြင်မှုများဆက်တိုက်ရရှိထားသည် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်